ကဲ့ပါဘယ်လိုပဲဖြစ်ဖြစ်အရောဒီဟိုရန်အမှစ်ရှင်းနှစ်နှစ်ကတော့ရန်ကုန်မှာလုပ်ခဲ့တာပေါ့နော်ရန်ကုန်မှာလုပ်ခဲ့တဲ့ရှင်းနှစ်ပွဲလုံးလဲအဲအပြည့်ပေါ့နော်ကိုဒီဘာမှအဲ့ဘာအပြည့်လာပြီးအပြည့်စားတယ်ဒီနှစ်လဲရန်ကုန်လဲအပြည့်ပါပဲပြီးတော့နေပြီးတော့လဲလုံးဝ full house အဲ့လိုမျိုး walking တွေပါအဲ့လိုအကုန်လုံးဝင်စားဆိုတော့ဘယ်နေရာမှာပဲပွဲလုံးလုံးအဲအရောမျက်နှာမငယ်စီပဲနဲ့ပေါ့နော်အမြဲအပြည့်ကြရဲ့ပြည်သက်တူတူတရားဆင်ကြကျေးဇူးအများကြီးတင်ပါတယ်ပြောချင်ပါတယ် ကဲ့အဲရောဒီနေ့က session လေးမှာရော Modern Radio မှာရောရဲ့ဒီရန်ကုန်ပေါ့နော်ရော Double City Edition မှာရန်ကုန်မြို့မှာကျင်းပဖြစ်ပါတယ်လူစားစားတော့ရွတချင်းပေါ့နော်ရှင်းနှစ်မှာမဆိုးဖြစ်တဲ့တချင်းလေးပါမယ်ရွထွက်ထွက်ထွက်သားသမီးတချင်းပေါ့နော်အဲတော်တော်များများလေးပါပါမယ် အဲပြီးလို့ရှိရင်ဟိုဒီ special guest တွေမှာဆိုလို့ရှိရင်လည်းမနေ့ကအဲမပါဝင်တဲ့အဲမဝိုင်းစုပါမယ်ကွန်ထက်တို့ပါမယ်ပေါ့နော်မကင်မို့ပါပါမယ်ဟုတ်ကဲ့နောက်နေအမှန်တော့အရင်300လောက်ချင်တာပေါ့နော်အဲရန်ကုန်မန်းလေးနေပြီးတော့အဲလောက်ချင်တာဒါပေမဲ့မန်းလေးမှာကျွန်တော်ရက်လုံးဝမရအောင်ဖြစ်နေပါတော့တခြားပွဲနဲ့လည်းအရန်တိုက်နေတော့အဲဒီနေ့တော့မန်းလေးကိုဖြုတ်ပြီးတော့အဲရန်ကုန်နဲ့နေပြမှာလောက်ဖြစ်တာမြေပြောင်းနဲ့မတူအောင်ကတော့အခုခုနပြောသလိုတချင်းဒီမြေပြောင်းမှာတိတ်နွေရောမဆူခဲ့တဲ့တချင်းလေးဒီရန်ကုန်မှာအပုတ်ရေများတယ်ဒီနေ့အပုတ်30ပေါ့နော် ပုတ်30ရုံထည့်ထားတယ်။အဲပြီးတော့ခုနပြော special guest တွေလည်းဒီမှာရန်ကုန်ပွဲရတော့ပူများတာပေါ့။ဟုတ်ကဲ့ပါဘလိုပဲဖြစ်ဖြစ်အရင်ဒီဟိုရန်မိနစ်ရှင်းနှစ်နှစ်ကတော့ရန်ကုန်မှာလုပ်ခဲ့တာပေါ့နော်။ရန်ကုန်မှာလုပ်ခဲ့တဲ့ရှင်းနှစ်ပွဲလုံးလည်းအဲအပြည့်ပေါ့နော်။ကိုဒီဘာမှအဲ့ဘာအပြည့်လာပြီးအပြည့်ကြရဒီနှစ်လည်းရန်ကုန်လည်းပြေပါပဲပြီးတော့နေပြီးတော့လဲလုံးဝ full house အဲ့လိုမျိုး walking တွေပါအဲ့လိုအကုန်လုံးဝင်ကြဆိုတော့ဘယ်နေရာမှာပဲပွဲလုပ်လို့အဲအရောမျက်နှာမငယ်စီပဲနဲ့ပေါ့နော်အများအား အားပေးကြရဲပြည်သက်တူတရားစင်စီကကျေးဇူးများကြီးတင်ပါတယ်ပြောချင်ပါတယ်။ဩအမှတ်တရလေးပေါ့နော်ဟိုကိုချစ်ရတဲ့သူတွေနဲ့ပဲအမှတ်တရလေးကိုမွေးနေမှာပေါ့အဲဒါတော့ဒီနေ့ကတော့ရမွေးနေတော့မဟုတ်ဘူးရမွေးနေကပြီးသွားဆိုတော့ဒါပေမဲ့အဲမွေးနေအမှတ်တရအနေနဲ့အဲချစ်ရတဲ့သူတွေနဲ့အမှတ်တရဖန်တီးရဆိုတော့ပြောကြကောင်းပါတယ်။ဟောဒီလိုမျိုးလုပ်ခင်းရရဆိုတာလေအဲရုံးတို့ဒီပွဲတစ်ခုလုံးဖြစ်မြအောင်ကုညီပေးရဲ့ အဲဒီဒါခုနပြောလို့ special guest တွေပြီးလို့ရှိရင်ဒီတီပေါ့နော်ဒီတချင်းတွေတိခတ်ပေးရသူတွေပြီးလို့ရှိရင်အခုလိုမျိုးညောဒီလိုနေရာများဟိုဘယ်လိုရမလဲအစင်ပြပြနဲ့အဲပွဲပြင်ပလို့ရအောင်နေရာထိုင်ခင်းနေကုညီပေးရဲ့အဲကိုရီပြီးလို့ရှိရင်ပါဝင်တဲ့ special guest တွေပြီးတော့အဓိကအဲပွဲတစ်ခုလုပ်မယ်ဆိုရင်အရေးကြီးတာပြိတက်တွေပေါ့နော်ပြိတက်တွေကအမြင်နဲ့ဟိုကိုလုံးမယ်ဆိုတိုင်းကိုပွဲလုံးမယ်ဆိုတိုင်းရှိရနေအမြင်ရှိနေပြီးရတဲ့အတွက်အဲပြိတက်တွေကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ခုနပြောရရင်ဒီအဖက်ဖက်ကပေါ့နော်ကုညီပေးကြတဲ့ ရင်းပွဲတစ်ခုအောင်မြင်ဖြစ်ဖို့ကုညီပေးကြရဲ့အဲကိုရီးယားအမှုညာကြီးကိုမော်တော်မားတွေအားလုံးကျေးဇူးများတင်ပါတယ်။ဝင်းနေမှတရတော့ဒီအယွန်ဒီနှစ်ကတော့နှစ်တိုင်းတော့အလှအလှပဲလုပ်ပြီးဖြတ်တန်းတာပါပဲ။ဒီနှစ်လည်းအလှလေးတွေလုပ်တယ်။အဲပြီးတော့ဒါမဲ့အဲ့နေ့ကတော့မွေးနေ့ကိုတော့အရှင်းနှစ်ကဆိုရင်မွေးနေ့မှာလှုပ်လှုပ်တာပေါ့နော်မွေးနေ့မှာအဲဒီဘတ်ဒေးရှင်းလို့ပြဒီနေ့ကတော့အဲ့တရက်လုံးအားထားပြီးတော့ဟိုဈာပိတ်ရက်ပေါ့ပိတ်ရက်လေးပဲလှုပ်ဖြစ်တာပါ အယွန်းကဒဂုံစိတ်ကမ်းဘက်မှာအဲပေါ့နော်အင်ဂျီ200စာပေါ့နော်အင်ဂျီ200စာဒီစားတောက်လေးလူရန်းနေပြီးလို့ရှိရင်ဘဟုအမျိုးသမီးစေးရုံမှာလည်းလူရောက်300စာပေါ့နော်အဲခောက်ဆွဲကျော်ဘူးလေးရာလေးလူရန်းဖြစ်ပါတယ်အဲပြီးလို့ရှိရင်ဒီဒီတရိတ်ဆန်လေးပေါ့ခွေးလေးဂေဟာမှာလည်းအလူဝင်လေးထည့်ပြီးလူရန်းထားပါဘာမှတော့မပြောင်းလဲပါဘူးနှစ်နှစ်ရသချင်းနေနေပဲသချင်းနေတက်လို့တယ်သချင်းနေတက်ထုတ်တယ်အဲပြီးတော့သချင်းနေနေပဲတူတူကိုယ့်ရဲ့မွေးနေမွေးနေတာဖြတ်တန်းနေရဆိုတော့လေ အများကြီးတော့မပြောင်းလဲပါဟောမိသားစုပါဘယ်သူမှထွေထူးတာမရှိပါဘူးအခုချိန်မှာမိသားစုနဲ့ပြည်သက်တွေပဲရှိရဆိုတော့လေအခုဒီနေ့ကတော့ပြည်သက်တွေကိုချိန်ပေးမယ်မွေးနေ့တော့ဟောရှင်ရှင်းနှစ်ကဆိုလဲအရန်ပေါ့နော်မနက်ဆိုအလှူတွေအလှူလုပ်တယ်ညနေအိမ်ပြန်အိမ်ပြန်လာနဲ့မိတ်ကပ်ပြင်ပွဲလာဆိုဆိုတော့လေနည်းနည်းလေးဟိုကိုလည်းပြင်မှန်းတာပေါ့နော်အဲ့လိုမျိုးဆိုတော့တည်တည်ချာလေးလည်းအလှူမှာစိတ်ကမကက်ဘူးလေအဲ့လိုမျိုးဆိုတော့အဲ့အကြောင်းလေရက်ကိုခွဲလို့ဖြစ်ပါဘူး။ဒါအဲ့လိုမျိုးတော့မရပါဘူး။ဒါချစ်ရတဲ့ချစ်တဲ့ သူတွေကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းနေရာကိုအဲဘတ်ဒေး present လေးပေးကြပါတယ်။ဟိုခင်မုန်းစီကတော့ဘာမှမရသေးပါဘူး။မလိုချင်လည်းဘာမှလည်းမလိုချင်ပါဘူး။ရပါသူပေးသလောက်ပေါ့နော်။သူပေးရတယ်။အော်ငကက်ကမနစ်ကပါ။ဒီနှစ်ကတော့ဘာမှမတင်ထားဘူးဆိုတော့ဘာမှမရသေးဘူး။လက်ဝဲရတာလည်းမရပါဘူး။ဝယ်ရရင်ဝယ်ဝတ်ထားမှာပေါ့။မဟုတ်ရှင်းနှစ်ကဆိုကြွားရလေ။လက်စွပ်လေးဆိုပြီးတော့ဒီနှစ်ကဘာမှမရတော့ဘာမှမကြွားတော့ဘူး။အော်ဟုတ်ဟိုကန်းလန်းလာခဲ့ပေါ့လေနော်။အရင်ကကြတော့တချင်းဆိုတာပို့ပြီးတော့ကိုတွက်ဟိုလေ။ ပို့ပြီးအဆင်ပြေတယ်လို့ခံစားရုပ်ရှင်ကြောက်ကိုရိုင်းပိုင်နိုင်တဲ့အရာမဟုတ်မဟုတ်တာရောတခြားပြီးတော့ပို့ပြီးတော့တရှင်းဆိုရတဲ့ပို့ပင်မန်းတယ်လို့ထင်တယ်ပေါ့နော်ဒါမှလည်းရာတိုင်းကတော့သူ့အောင်တဲ့သူဟိုအလုံးအလုံးဆိုတော့လေပျော်ဖို့တော့ကောင်းပါတယ်ဟိုရုပ်ရှင်ရိုက်ခဲတော့ကလည်းဒီရုပ်ရှင်ထဲမှာပါတဲ့ညီကိုမောင်နှမရဲ့လည်းစိုက်ဝန်ပျော်ရှင်ရှင်လေးဖြတ်တန်းခဲ့ရပါတော့အဲတရှင်းကြောက်ကလည်းဒီမောင်နှမရဲ့ပွဲအိမ်မှာစုံညရဲ့စကားလေးပြောပြညရဲ့ ਨੇ တချင်းတွေဆိုတော့ပို့ပြီးတော့ကိုကတချင်းဆိုတာပို့ကြိုက်တာဆိုတော့အဲ့ဒီဘက်ကတော့ပို့အားတန်တာပေါ့ဒါမဲ့လေခုနပြောသလိုပေါ့နော်ဒီလိုမခရလိုမျိုးဇက်ကောင်မျိုးပေါ့ဟိုကို့အတွက်ကိုနဲ့လိုက်ဖက်မယ်ဆိုတဲ့ဇက်ကောင်မျိုးရှိရင်ရှိလာခဲ့ရင်တော့အဲရိုက်ရရဖြစ်ပါအောင်အဲနည်းနည်းတော့စူးစမ်းပါပေါ့နော်ဟိုနည်းနည်းတော့ဟိုတော့စူးစမ်းပါပါ ဟိုဒါမှလည်းခါကြရင်ကိုအရန်ကြိုက်လို့ဆိုပြီးတော့ဝယ်ပြီးတော့ထုတ်လိုက်တဲ့ချင်းတွေကလည်းပြိတ္တကြိုက်ရှင်မှာကြိုက်တာရှိခဲ့ဒါမှလည်းအဲအတက်နိုင်ဆုံးတော့ပြိတ္တတွေကိုကိုရဲ့ပြိတ္တတွေပေါ့နော်ကိုပြိတ္တတွေကဘယ်လိုမျိုးပုံစံမျိုးကြိုက်လဲအဲ့လိုမျိုးအားလေးရောချင်းချင်းစဉ်းစားပြီးတော့အမြဲတမ်းတော့တချင်းအစ်တကလေးရောအဲစံချင်းစံနှုတ်တစ်ခုနဲ့ပေါ့နော်အဲ့လိုလေးရောကိုက်ညီပြီးတော့အမြဲတမ်းတော့ကြိုးစားဖြစ်ပါတယ်ဒါပေမဲ့ခက်တော့ခက်ခဲ့ရပါလေခုနောက်ပိုင်းဆိုရင်ဒိုက်ကူးရရဆိုလဲအရန်ပို့ပြမယ်ကိုကုတ်ဈေးကြီးရကွာအဲ့လိုမျိုးဆိုတော့ အကောင်းဆုံးလဲပြည်သက်တွေကိုချပြကြနေတာဆိုတော့အတတ်နိုင်တော့အကောင်းဆုံးမြင်ရလောက်ပါတယ်အခုလဲဒီ body show ပြရရင် music video နောက်တစ်ပုတ်အတွက်အဲခီးထွက်ပြီးရရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဇက်တိုက်တော့လုပ်နေပါရောအရင်တော့ကြာအရင်ရဲ့ဒီဟိုဟာထဲမှာပေါ့နော်ဟိုအမနဲ့တက်တက်တခြားတစ်ပုတ်လောက်ထားတာပါ အမသချင်းလေးလည်းပါမယ်အယုံသချင်းလေးလည်းပါမှာပေါ့နှစ်ခုနှစ်ခုပါမှာပါဒီနေ့ပြည်သက်တွေလာရင်တော့တွေ့ရမှာနားထောင်မှာပေါ့နော်အိုးအမကတော့ပဲကိုရီးယားငငယ်လေးရနော်အမငယ်လေးရအမကိုလည်းအားကျခဲ့ရတယ်အမသချင်းလေးလည်းဟိုဖြတ်တန်းခဲ့ရပဲလေဖြတ်တန်းခဲ့ရဆိုတော့အမကတော့လုံးဝပြောစရာအမအဲ့လိုကွာကို့အနေနဲ့အမကိုဟိုထောက်ပြပြီးဝေဖန်ဘိုးတော်မှမတင်ဘူးကွာတည်ရမလားအမကတော့အမပါပဲနော်အမြင်လည်းအားကျတယ်အမြင်လည်းတူယူရတယ်အဲသချင်းလေးဆိုလို့ရှိရင်အမသချင်းလေးဆိုရင်အမြင်ကြိုက်ရတယ်လေးစားအမတော့ဒီနေ့ပြောလိုက်သေးတယ် ဟာအရင်ကကြောပွဲဟာရင်လည်းရှုံနေရောလေတေချာလေးမ share ပြတော့ကိုရဲကိုရဲပွဲလည်းရှိရယ်ကိုရဲ one man show လည်းရှိရယ်အဲ့ဒါလေးလည်းအခုပွဲပြင်တော့ share မှာပေါ့အဲ့ဒါလေးတေချာမ share ရသေးတော့အမလို့ congratulation တော့လို့ပြောထားတယ်အမဆက်ပေါက်ပါပဲလေဟုတ်ဟုတ်တယ်အမတော့ပြောအမလို့တချင်းလေးတစ်ပုဒ်တော့တူလို့အမလုံမယ်အခုတော့အကောင့်ထဲမှာပေါ်သေးဘူးပေါ့နော်အမကလည်းတချင်းအမလည်းအဲ့လိုတချင်းအရန်ရွေးရတယ်ပါပါအရင်ကလည်းအဲ့လိုတချင်းအရန်ရွေးတော့နှစ်ယောက်ကတော်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 ရွေးရွေးမှထွက်လာမယ်ထင်တယ်ဒါပေမဲ့အမနဲ့တော့တချင်းလုံးပဲတော့ပြောထားတယ် ဟုတ်ကဲ့ပါအယွန်းဟို birthday wish လုပ်ပေးရလူတွေပြီးတော့အယွန်း birthday show ပေါ့နော်နေပြောင်းမှာလုပ်ခဲ့တဲ့ birthday show အခုရန်ကုန်မှာလုပ်ခဲ့လုပ်တဲ့ birthday show ရောတခဲနဲ့လာအားပေးကြတဲ့ပြီးတော့အယွန်းမွေးနေ့ဆုတောင်းပေးကြတဲ့ချစ်တဲ့ညီကောင်မတွေချစ်တဲ့ပရိသတ်တွေတဦးတယောက်ချင်းများကိုကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့အယွန်းရဲ့သချင်းတွေကိုအယွန်းဆိုတာစဖြစ်လာတဲ့အချိန်ကစပြီးတော့ပေါ့နော်စမဖြစ်ခင်ပေါ့စမဖြစ်ခင်ကနေပြီးတော့အခုဒီနေ့ဒီချိန်အထိ အမြဲအားပေးပြီးအရင်တချင်းနေနားဆင်ပေးကြတယ်တအုပ်တယောက်ချင်းနေရကျေးဇူးများတင်ပါတယ်ပြီးတော့ရုံးရဲ့ပွဲမှာအခုလိုလာရောက်မေးမြန်းပေးရမီဒီယာညီကောင်မမရဲ့အားလုံးလည်းကျေးဇူးများတင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်